မင်္ဂလာပါခင်ဗျာ KKT Electronic Channel နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အမတွေ့ဖြစ်တာလဲကြာပြီပေါ့နော်ကျွန်တော်ဗီဒီယိုမတင်တာတော်တော်လေးကိုကြာသွားပြီဒီ solar installation site တွေဝင်နေတဲ့အတွက်ကျွန်တော်ဗီဒီယိုတွေမတင်ဖြစ်တာဖြစ်ပါတယ်ပေါ့နော်အဲဒီနေရာမှာတခါတယ်အကြော်ညာဝင်ချင်တာလေးကအာ hybrid inverter တွေနော်ဒီ12 volt 24 volt နော်ဒီ48 volt ပဲဖြစ်ဖြစ်ပေါ့နောက်ပြီးတော့ solar တွေဝင်ချင်တဲ့လူပဲဖြစ်ဖြစ် battery တွေဝင်ချင်တဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါကျွန်တော်စီမှာအချိန်မီပဲ အဲ့ဒါမေးမြန်းပြီးတော့အဝယ်လို့ရပါပြီဆိုတဲ့အကြောင်းလေးလည်းဒါကြောင့်ဒီကနေ့တခါလေးအပြောပြချင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကဘာလဲဆိုတော့တလော့ကနော်ဒီအရင်ပတ်လောက်ကပေါ့အဲမိတ်ဆွေတရားကိုကျွန်တော်စီဖုန်းဆက်ပြီးတော့မေးတာလေးပေါ့နော်အဲ့ဒါဘာဖြစ်လဲဆိုတော့သူကအာ635ပေါ့နော်ဒီ bifacial ဂျင်ကိုဆိုလာတစ်ချက်ကိုဝယ်လိုက်တယ်ပြီးတော့သူကအဲ MPPT controller ပေါ့နော်ဒီ POWMR တစ်စိတ်တည်းကအဲ 30MPR ကွန်ထရိုလာတစ်လုံးကိုဝယ်လိုက်တယ်ဝယ်ပြီးတော့ချိန်လိုက်တယ်ချိန်လိုက်တဲ့အခါမှာဘလို့ဖြစ်လဲဆိုတော့ဒီအားအဝင်နေနေတယ်ဆိုပြီးတော့ကျွန်တော်လာပြောတယ်ပေါ့အဲ့ခါကျတော့ဘာဖြစ်တာလဲဆိုပြီးတော့ကျွန်တော်မေးတဲ့အခါမှာကျွန်တော်ကြည့်ကြည့်တော့ဒီ POWMR 30 MPR တွေကဒီ7နှစ်ဘုတ်စနစ်အတွက်ဆိုတော့ဒါအဝင်ကဒီ390ဝက်လောက်ထိပဲလက်ခံအောင်တွေ့ရတယ်ပေါ့နော်သူတက်ထားတဲ့ဆိုလာကအဲဝက်က600ကျော်နေတာအဲ့တော့အဲဖြစ်နိုင်ရင်တော့ပေါ့ဗျာဒီ အဲ့လိုမျိုးဆိုလာတစ်ချက်တည်းနဲ့ပေါ့နော်ဒီ12ဘုတ်စနစ်ကိုပဲအသုံးပြုမယ်ဆိုလာကလည်းဒါဝ985အထက်တွေကိုအသုံးပြုမယ်နောက်ဘက်ထရီကလည်းဒါ100အိုး100အိုးစသဖြင့်ပေါ့12ဘုတ်ဖြစ်မယ်အဲ့လိုအသုံးပြုမယ်ဟေ့ဆိုရင်တော့ကျွန်တော်တို့က MPPT controller ကိုရွေးပယ်တော့မယ်ဆိုရင်တော့ဒါ Eli Joy 600ဝက်နော်အဲ့လိုမျိုးတွေဝယ်လိုက်တာပို့ပြီးတော့ဒါ user တွေအတွက်ကဒါအဆင်ပြေမယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့သူကအထွက်ပိုးလေးကိုချိန်ယူမယ်ဘာမှ setting ထူးထူးခြားခြားချိန်စရာလည်းဘာမှမလိုဘူးညာ။ ဟိုလိုက်ပို့ဖို့ဆိုရင်12ဘုတ်အတွက်ဆိုကျွန်တော်14.6ချိန်ပေးရုံပဲအဲဥမာကျွန်တော်ဒီ DIY နေမှာလုပ်တဲ့ဒီ 3S တွေပေါ့အဲ့လိုမျိုးတွေအဲ့ဒီဘက်ထရီတွေတွင်းဖို့ဆိုရင်ကျွန်တော်12.6ဘုတ်ချိန်ပေးလိုက်ရုံပဲဗျာတခြားဘာမှဒူဒူလုံးနေစရာမလိုဘူးဈေးကလည်းတိတ်မကွာဘူးပေါ့နော်ပြစ်နိုင်ရင်ပေါ့နော်ကျွန်တော်အကြံပေးချင်တာကတော့ဒီကိုကခုနကျွန်တော်ပြောသလိုပဲအဲ24ဘုတ်တိုးဖို့အစီအစဉ်ရှိတယ်ဆိုလာတွေလည်းတိုးဖို့အစီအစဉ်ရှိတယ်24ဘုတ်စနစ်အတွက်ကိုကအသုံးပြုမယ်ဟဲ့ဆိုရင်တော့ရတယ် ကျွန်ဒီခုနကဒီ POWMR တစိတ်သေးရပဲဖြစ်ဖြစ်ပေါ့နော်တခြားဒီ MPR rating အမျိုးမျိုးနဲ့လာတဲ့ MPPT controller တွေပေါ့အဲအဲ့ဒါမျိုးတွေကိုဝယ်လို့ဝယ်တာကမမှားဘူးအဲဒါပေမဲ့ကိုကဘာမှ24ဘုစနစ်လဲတိုးဖို့အစီအစဉ်မရှိဘူးဘက်ထရီကလည်း12ဘုစနစ်ပဲကိုကအသုံးပြုမယ်ဟိတ်ဆိုရင်တော့ဒါ ELIO 600ဝယ်ဝယ်လိုက်တာကပြူစာတွေအတွက်ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်ပေါ့နော် အခုနကျွန်တော်ပြောသလိုပဲအာ POW MR တစိတ်တွေဆိုရင်များသောအားဖြင့် 60MPR ဆိုရင်တော့သူက 920ဝက်လောက်ထိလက်ခံတယ်ပေါ့နော်ဒီစနဘူစနစ်အတွက်က920ဝက်လောက်ထိလက်ခံတယ်24ဆိုတော့1440ပေါ့သူကနဆနဆပေါ့နော်အဲ့လိုတက်သွားမှာအဲ30 MPR ဆိုရင်တော့အတွက်စနဘူအတွက်ဆိုရင်တော့390ဝက်ထိပဲရတယ်အဲ့ဒီနေရာမှာတခုမေးစရာရှိတာကဟုတ်ပြီအာ390ဝက်ပဲလက်ခံတယ်မှန်တယ် MPPT controller ကကိုကတက်ထားတာက985အထက်ပေါ့နော်ဝက်600ကျော်ကြီးတက်ထားတယ်မရဘူးလားရတယ်ဘာကြောင့်လဲဆိုတော့သူ့ VOC ကဒါအဝင်ပေးလို့ရတယ်နော် အဲ PWMR မှာဆိုရင်တော့သူကအဝင် လက်ခံနိုင်တဲ့ VOC ထက်မကျော်ဘူးဆိုရင်ရတယ်985ဝတ်မကလို့ဘူးနော်ဝတ်635ဝတ်ရှိတဲ့ဟာတွေပဲဖြစ်ဖြစ်600ကျော်ရင်းနဲ့လဲတွဲလို့မရဘူးလားဆိုရင်ရတယ်ဒါပေမဲ့သူကသူတတ်မှတ်ထားတဲ့အတိုင်းပဲ12ဘုတ်စနစ်အတွက်ဆိုရင်390ဝတ်နဲ့ပဲတွင်းလို့ရမယ်ဆိုတာသူကတခါတယ်ရေးထားပြီးသားဖြစ်တဲ့အတွက်အာဆိုလာက600ဝတ်လောက်တတ်ထားပေမဲ့လဲ ဘက်ထရီထဲကိုဝင်မှာကတော့သူက12ဝတ်စနစ်အတွက်ဆိုရင်တော့390ဝတ်အထိပဲဝင်မှာဖြစ်ပါတယ်။နောက်60 ampere အတွက်ဆိုရင်တော့ဒါ920ဝတ်အထိပဲအများဆုံးဝင်မှာဖြစ်ပါတယ်ပေါ့နော်။ဒါကခုနကကျွန်တော်ပြောတဲ့ဒီ PWM တစိမ့်လိုမျိုး ampere rating မျိုးမျိုးနဲ့လာတဲ့ MPPT controller တွေမှာတော့အဲ့ဒါလိုရှိတယ်။ဒါမဲ့ Elijoy 600ဝတ်ကကြတော့အာအများဆုံးကျွန်တော်တို့ကဒီ600ကျော်635ဝတ်အဲ625ဝတ်စသဖြင့်ပေါ့နော်620ဝတ်စသဖြင့်အဲ့ဒီလောက်ထိနေလဲဒါအသုံးပြုလို့ ရပါတယ်ဗောနော်အဲ့ခါကျတော့ဈေးကလည်းကွာတယ်ဗျဈေးကလည်းဒါ POWMR 60 MPR တွေဆိုတော့အဈေးကတော်တော်များတယ်နော်နှစ်သိန်းခွဲကျော်တယ်အဲ့လောက်ထိရှိတယ်အဲ့ခါကျတော့ကျွန်တော်တို့ကဒါ sender boost system အတွက်ကတော့ဗျာဒီ solar တစ်ချက်လောက်ပဲသုံးမယ်ဟဲ့ဆိုတော့အဲ့ဒါကြီးဘာလို့လိုဝယ်နေတော့မှာလဲဗောနော်ဒီ AirJoy 600 watt လောက်နဲ့လည်းဒါအလုံးဖြစ်တာပဲဗောနော်အဲ့အဲ့လိုလိုကျွန်တော် အကြံပေးချင်တာဗောနော်ညမှာကြားဖြတ်ကျွန်တော်ပြောချင်တာကဘာရှိသေးလဲဆိုရင်တချို့ကခုချိန်မှာကရရှင်းရှင်းပြောရရင်ဗျာ solar တွေကဈေးတော်တော်ကျတယ် solar တွေကအရင်၄သိန်းခွဲ၅သိန်းလောက်ရှိတဲ့ solar တွေပေါ့နော် အဲ့ဒါတွေအခုအချိန်ကျမှကျတော့ကျွန်တော်တို့က၄သိန်းတောင်မပြည့်ဘူးဗျာ၃သိန်းခွဲ၃သိန်း၆သိန်းပတ်ချာလဲမှာပဲရှိတယ်။အဲ့ခါကျတော့လူတွေဆိုလာတွေဝယ်စိတ်ဝင်ပို့ပြီးတော့စိတ်ဝင်စားလာကြတယ်။အဲစိတ်ဝင်စားလာကြတဲ့ခါကျတော့ဆိုလာကလဲပဲတာအကြီးဆိုတော့ MPPT controller တုံးရမယ်ဆိုပြီးတော့ဆိုင်တွေညွန်ပေးကြတယ်။အဲတချို့ကျတော့လဲ MPPT controller အစစ်တော့တုံးတာပေါ့။တချို့ကျတော့လဲတာဆိုင်ရနေပြီးတော့ဂျင်းထည့်ပြီးတော့မှ MPPT controller အတုတွေကိုအများကြီးပေးလိုက်တယ်။တကယ်တမ်း PWM ကြီး။အဲ့ခါကျတော့ဗာပြဿနာတွေဖြစ်တယ်ဆိုတော့ဘက်ထရီအားပုံမှန်မဝင်ဘူးကွန်ထရိုလာပူတာတို့ဘာလို့အဲ့လိုဖြစ်တတ်တယ်ပေါ့နော် အဲ့ခါကျတော့ကျွန်တော်အစီအမလာလာပြီးတော့မေးကြတဲ့လူတွေအများကြီးရှိတယ်။အဲ့ခါကျတော့ကျွန်တော်တို့က PWM နဲ့တော့ Solar Watt 985လောက်ရှိတဲ့ဟာကြီးတွေကိုတော့မတွဲတာကောင်းပါတယ်။ဖြစ်နိုင်ရင်တော့ Solar Watt 300အထက်ကျော်သွားပြီဟေးဆိုရင်တော့ကျွန်တော်တို့က MPPT စနစ်ကို သုံးတာကအကောင်းဆုံးဖြစ်ပါတယ်ပေါ့နော်။ကျွန်တော်တို့မြန်မာနိုင်ငံဈေးကွက်ထဲမှာ MPPT အတွေ့ရအများဆုံးက Elijoy ဒစိတ် Elijoy မှာဆိုရင်600ဝက်ရှိမယ်၊400ဝက်ရှိမယ်။400ဝက်မှာတော့မှသူနှမျိုးကွဲသေးတယ်။ Step up နဲ့ Step down ဆိုပြီးတော့လာသေးတယ်။နောက်ပြီးတော့ POWM ဒစိတ်တွေရှိမယ်။နောက်ပြီးတော့ PUMA ဆိုပြီးတော့ပူမာဆိုပြီးတော့မှဒါအစ်ဒစိတ်လေးတွေရှိအောင်မယ်။အများကြီးရှိပါတယ်။အော်အဓိကတော့ဒါကိုသုံးတဲ့ MPPT controller က MPPT controller စစ်သလားမစစ်ဘူးလား။အဲ့ဒါတော့ကိုကတေးသေးချာတီးဖို့လိုတယ်။ အဲ MPPT controller တဲ့တော့အများသောအပြင်ဈေးရတော့တာတသိန်းအထက်မှာပဲရှိနေတယ်နော်တသိန်းအောက်တော့မရှိဘူးတသိန်းအောက်တော့မရှိဘူးတသိန်းအထက်မှာပဲရှိကြလိမ့်မယ်နောက်ပြီးတော့သတ္ထုကိုထည်တွေနဲ့လာလာများတယ်အဲဒီကော်သားတွေနဲ့တိတ်ပြီးတော့မလာဘူးပေါ့နော်သတ္ထုကိုထည်တွေနဲ့ပဲလာလာများပါတယ်နောက်ပြီးတော့အထက်ကိုဖွင့်ကြည့်လိုက်ရင်တော့အဲ MPPT အစစ်တွေကတော့တော့ဒီ indicator တွေအများကြီးတွေ့ရတယ်ပေါ့နော် indicator တွေတော်တော်များများပါမယ်အဲအဲ့လိုကျွန်တော်ကအကြမ်းပြင်းပေါ့အဲ့လိုအစစ်လာမစစ်ဘူးလားဆိုတော့ကျွန်တော်ကရွေးချယ်လို့ရတယ်ကိုကလုံးဝကို MBBD အစ်စ်ပဲလိုချင်တယ်ဟဲ့ဆိုတော့ခုနကျွန်တော်ပြောတဲ့ Elijoy တွေရရှိမယ် PO လိုလို MR တွေရရှိမယ် PUMA တွေရရှိမယ်အဲကျွန်တော်တို့ဒီ line ပေါ်မှာရှာကြည့်လိုက်ရင်တွေ့ရပါလိမ့်မယ်အဲ့ဒါတွေကတော့ MBBD အစ်စ်တွေပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကနေ့ကျွန်တော်ပြောပြပေးတဲ့အကြောင်းအရာကိုတော့အာပြောရရင်တော့အကြံပေးတာပေါ့နော်အကြံပေးတာပေါ့ဒီလိုမျိုးဒီ solar controller တွေ MBBD တို့ရွေးချယ်တဲ့အခါမှာတို့ကရွေးချယ်တဲ့ဒီစနစ်မှန်ကန်ဖို့ပေါ့နော်ကျွန်တော်အာလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ် ်နောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်